တောင်အောင်ကလာပါမြို့နယ်ရဲ့မိန်းလမိုင်းနှခုထဲပေါက်ပြီးရောအခန်းတစ်ခုလုံးတည်တက်ပြီးလက်ရမြောက်တဲ့အခန်းကိုဟောက်ဆိုးလုပ်ပြီးမှဖြစ်ပါတယ်။တန်တူးမလမ်းမကြီးသူ့မင်္ဂလာလမ်းမကြီးထဲပေါက်တဲ့ငါးခုမြတ်မဆူဘွားအခန်းတစ်ခန်းပဲဖြစ်ပါတယ်။ဝရဏစပိမှာဆိုရင်ခြေပြခင်းမိထားမယ်။တကားနှစ်ထပ်ပါဝင်ပြီးရောတန်ပန်းဆန်းရှိတက်ဆင်ပြီးထားတယ်။ရှင်းမျက်နှာစာ view ကကောင်းကောင်းမြင်ရပြီးရောလေကောင်းလေတန်လေးရမယ်။တိုက်ခန်းပေါ်ကနေပြီးရောတန်တူးမမိန်းလမ်းမကြီးမြင်တွေ့နေရမှာပဲဖြစ် ပါတယ်ရှင်။ရှင်စဉ်ကအိတ်ခမ်းအိတ်ခမ်းဒီဘလို့ပြင်ဆင်ထားလဲဆိုတော့အသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။အိတ်ခမ်းအိတ်ခမ်းမှာပါကင်ခင်မိထားပြီးဒပေဘရုံးနှခမ်းပါမယ်။လေးရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တွေတက်ဆင်ပေးထားပြီးတော့ကိုရီးယားကျူးဆွဲလိုက်ကများပတ်ပတ်လည်တက်ဆင်ပေးထားပဲဖြစ်ပါတယ်။ဖခင်ကျောင်းဆောင်ပါဝင်မယ်။ဘေးဘက်မှာဆိုတိုင်မြင့်မရှိတဲ့အတွက်အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်။စီလင်မှာအလှကျက်တဲ့ရည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပါတယ်။အိတ်ခမ်းမှာဆို ရင်စုဖစတိပါဝင်ပြီးတော့မားဘယ်ဦးနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးတော့ TV တင်လို့ရမယ့်ကက်ဘိနက်ပါမယ်အခန်းတစ်ခန်းချင်းစီမှာကိုပိုင်မီတာကိုပိုင်မော်တော်များတက်ဆင်ပေးထားပြီးတော့ဘရေကာများလည်းပါဝင်ပါတယ်ရှင် အခန်းရဲ့အပြင်ဘက်မှာဆိုရင်ပစ္စည်းတွေတည်ချထားလို့ရမယ်ထည့်လို့ရမယ်ကပ်ဘိနဲ့သုံးမိထားတာကိုတွေ့ရမယ်အဲခန့်ခြေတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အနေဖြင့်အလှမင်္ဂလာလှုပ်ချင်တာပဲဖြစ်ဖြစ်ဇပွဲဝိုင်းနေထားရှိလို့ရမှာဖြစ်ပါတယ်ရှင်ကျုံးတကားကိုအသုံးပြုပေးထားပြီးတော့အိမ်ခန်းထဲမှာဆိုရင်ပရင်းပေါက်ကြီးပါမယ်ကိုရီးယားကျိုးဆက်လိုက်ကြီးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ဘေးနှစ်ဖက်စလုံးမှာတိုက်အမြင်မရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်ကောင်းကောင်းရမယ်အခန်းလေးပဲဖြစ်ပါတယ်ရှင်ဒပေဘရိုးနောက်ထပ်တစ်ခါ န်းကိုလိုက်ပြပေးပါဦးမရှင်အိတ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်မကြီးကားလေးကိုထည့်သွင်းပေးထားမယ်အခန်းတစ်ခန်းချင်းစီရဲ့ပေကျက်18ပေ54ပေကျေဝန်းပြီးတော့6ပေအမြင့်ပဲဖြစ်ပါတယ်နယံကပ်ပြီးတော့ထည့်သွင်းပေးထားပြီးတော့ဘေးဘက်မှာဆိုရင်မှန်တင်ကုန်လည်းပါရှိပါတယ်ပေ20 60ကရံမြေပေါ်မှာတလွတ်တစ်ခန်းဆောက်လုပ်ထားပြီးတော့တက်တိတ်ရတဲ့၄လွတ်အခန်းပဲဖြစ်ပါတယ်3850ကိုအထူးညနေအောင်ချပေးသွားမှာဖြစ်ပြီးတော့ အခန်းရဲ့အလှည့်ကအရှိတောင်တိုင်းမတ်ပေါင်းခြင်းကတော့နှစ်ပဲဖြစ်ပါတယ်ခေချင်းရုံးမှာဆိုရင်ကြွေပြားတွေကိုအပြည့်ခင်းမိထားပြီးရောဝိရှော်ဆက်ထားလို့ရမယ့် space ကိုတေးချလေးလုပ်ပေးထားတယ်ရေချိုးခန်းအင်တာတီးတဲ့ပါရှိပြီး PVC တကားတွေကိုအသုံးပြုပေးထားမယ်ရေတိုင်ရေတစ်လုံးပါဝင်ပြီးတော့ဘူရန်အင်တာအစ်စက်ဆက်တစ်လုံးတပ်ဆင်ပေးထားပဲဖြစ်ပါတယ် ဘားကောင်နာမီးဖို့ခုံမှာဆိုရင်ကြွေပြားတွေခင်းပေးထားပြီးတော့ partition box လေးပါမယ်အပေါ်ဘက်အောက်ဘက်တွေမှာ cabinet တွေထည့်သွင်းပေးထားပြီးတော့မီးတွေလေးနဲ့အလှဆင်ပေးထားပြီးဖြစ်ပါတယ်ဘေးစင်နေရာကိုတေချာအသုံးပြုပေးထားပြီးတော့အဝေးစီးတွင်ဂျိုးပြူရေနှလိုင်းပါဝင်တာပဲဖြစ်ပါတယ် အင်းရှင်မတို့စိတ်ကြိုက်မီးဖို့ခံရတော့အတော်လေးကိုကျဲတယ်အလင်းရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တွေပါဝင်ပြီးတော့ emergency အပေါက်မှာတကားကိုလုံးဝဆေးဖြစ်အောင်တက်ပေးထားပဲဖြစ်ပါတယ်ရွှေစင်မိတ်ဆက်ပေးခဲ့တဲ့အခန်းလလလေးကိုစိုက်နေတဲ့လူကြီးရှုခြင်းနဲ့ခွေယူခြင်းနဲ့ဆိုပါကလူကြီးမင်းတို့အနေဖြင့်ရွှေစင်ရီရဲ့ estate ကိုဆက်သွေးပေးပါရှင်ရွှေစင်ကလူကြီးမင်းတို့စိတ်ညာလေးလင့်ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခန်းပေါင်းများစွာကိုနောက်ရက်များမှာရောင်းချပေးသွားပါဦးမယ်အားပေးမှုအတွက်ကျေးဇူးအထူးပင်တင် ရှိပါတယ်ရှင်နှလုံးသားတွေနွေးထွေးစေမယ့်အေးချမ်းလုံခြုံမှုတက်တောင့်တတအဖြစ်ဆုံးအခန်းကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင်ရီရဲ့ Estate မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်